မင်္ဂလာပါရှင်ဒီနေ့အိဇဲရဲ့ Ski to Fit ကိုတည်ထားရောင်းတဲ့လုပ်ငန်းခွင်မှာဆယ်စားအထိပုံမှန်မြန်ဆန်သွားမယ့်အကြောင်းအရာကိုညွှန်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တကယ်တော့ဒီနေ့ကဒီ page layout တဲက Ski to Fit အကြောင်းလေးကိုဆက်ပြီးတော့လေ့လာကြရအောင်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်ကဒီဆာရွက်တီအိဇဲရဲ့အာမြင်ကွင်းတီကျွန်တော်က normal view ဖြစ်တဲ့အတွက် normal view ဖြစ်တဲ့အတွက်ဘာပဲမြင်ရလဲဆိုရင် what area ပဲမြင်ရတယ်အဲ့တော့သူ့ရဲ့ညာဘက်ကဒါလေးနော်သူ့ရဲ့ညာဘက်ကခြေလို့ကပေလျောက် view လေးကိုနှိပ်လိုက်ပါပေလျောက် view လေးကိုနှိပ်လိုက်တဲ့အခါမှာတော့ခြေလို့ရေးထားတဲ့ဆာရွက်တွေဒီအာနောက်တရွက်ကိုရောက်နေတာကိုတွေ့ရပါတယ်နော်အဲ့တော့နောက်တရွက်ကိုရောက်နေတာဖြစ်တဲ့အတွက်ခြေလို့ကဒါကိုအချိန်ကုန်ခံပြီးတော့အာ double click တွေ like ခောက်ပြီးတော့ auto fit တွေ like ထားနိုင်မယ်ဆိုရင်ခြေလို့ကကြားတယ်လေနော်အဲ့တော့ click click တစ်ချက်နှစ်ယုံနဲ့နောက်မှရှိတဲ့အာနောက်တရွက် App မှာရှိတဲ့စာတွေကိုကျတို့ကရှေ့က first page တဲ့ကိုရောက်ရှိတယ်ဆိုလို့ရှိရင် scale to fit တဲ့ကကျတို့ဒီ width အကျယ်ဆိုတဲ့ဟာလေးကို automatic ဆိုတဲ့နေရာမှာ one page လေးကိုထားပေးလိုက်ပါဒါဆိုရင်နောက်နောက်မှာရှိနေတဲ့ total စာရွက် total column ဒီရှေ့ရစာရွက်ထဲကိုရောက်လာမှာပဲဖြစ်ပါတယ်เนาะအဲဆိုဒီမှာရလာပါပြီ အဲ့တော့ဒါကအကျယ်အကျယ်ဆိုတော့ column column ကိုတည့်ရထည့်ထားတာနောက်တစ်ခုကကျတော့ height height ကဆိုတော့အမြင့်ပါအမြင့်ဆိုတဲ့ shadow က row ပေါ့အဲ့တော့ row ဒီ shadow ကဘယ်နှရက်ရှိလဲဆိုလို့ရှိရင်အာဒီ page number 9ရက်ရှိပါတယ်เนาะအဲ့တော့မြင်ခွင့်နည်းနည်းသိကြည့်လိုက်မယ်เนาะအဲ့တော့ page number 1 2 3 4 5 9ရွက်ရှိတယ်အဲ့တော့အဲ့ဒီ9ရွက်မှာရှိတဲ့အစာတွေကိုစာရွက်3ရွက်နဲ့ပဲရှယ်တို့ကအထုတ်ရှင်တယ်ဆိုလို့ရှိရင်ရှယ်တို့ high ဆိုတဲ့နေရာလေးမှာ automatic ဆိုတဲ့နေရာလေးမှာ3ကိုရွေးချလိုက်ပါဒါဆိုရင်ရှယ်က print on တစ်ချက်သွားနေကြည့်လိုက်မယ် hobby ဒီနေရာလေးမှာရှယ်တို့က1 or 3ဖြစ်သွားပါပြီเนาะ1 or 3ဆိုတာက page 1 page 2 page 3ဖြစ်သွားပါပြီရလားအဲ့တော့ ပုံမှန်တိုင်းပြန်ပြီးတော့ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ high ဆိုတဲ့နေရာလေးမှာ automatic ကိုထားလိုက်ပါ width ဆိုတဲ့နေရာလေးမှာလည်း automatic လေးကိုထားလိုက်ပါပြီးရင်တော့ scale ဆိုတဲ့နေရာလေးမှာကျွန်တော်တရားပြန်ရိုက်ထည့်ပေးလိုက်ပါဒါဆိုတော့ကျွန်တော်ရဲ့ဆော်ရွက်ဒီပုံမှန် normal view တိုင်းဖြစ်နေပါလိမ့်မယ်နော်အဲ့တော့အစ်ဒီသင်ခန်းစာမှာဆိုလို့ရှိရင်တော့ကျွန်တော်ကအကျယ်ကိုတရွဲ့နဲ့ပတ်တည်ထားပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်တဲ့ရွက်မှာကျွန်တော်ကရိုက်လိုက်တဲ့စာရည်တင်ရှိကိုရောက်လာမှာပဲဖြစ်ပါတယ်နောက်တဲ့ရွက်မှာရိုက်လိုက်တဲ့စာရည်တင်ရှိကိုရောက်လာမှာပဲဖြစ်ပါတယ် တော့ scale to fee လေးသုံးလိုက်ခြင်းအပြင်မြန်ဆန်ပို့မှုပြီးတော့မြန်မြန်ဆန်ဆန်နဲ့လုပ်ငန်းခွင်မှာအသုံးဝင်သွားပါလိမ့်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်တင်ငင်းစီတင်ငင်းစာတွေမှာပြန်လဲဆုံးဖြတ်ကြပါမယ်ရှင်